ယနေ့တက်ကိုအနိုင်ယူဖို့ဒီလောက်တော့ခက်ခဲနေကြပြီလားအားလုံးပဲမိကလာပါကျွန်တော်တို့ရဲ့ Debate Ready Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်တကမ္ဘာလုံးကဘောလုံးပြည်သက်တွေစောင့်မျှော်ရှုစားခဲ့ကြရတဲ့အင်္ဂလန်ဒါဘီပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်နောက်သေးစလုံးကသူကောင်းကိုကောင်းရှင်ပြိုင်နိုင်ခဲ့ကြပြီပဲလေပိုကောင်းတဲ့အသင်းကအနိုင်ရသွားတယ်လို့ပဲဆိုရပါတော့မယ်ဒီနိုင်ပွဲကြောင့် United အသင်းဟာအန်ဖီမာ7နှစ်အတွင်းမှာပထမဆုံးအကြိမ်ပြန်လည်အနိုင်ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ် တိတ်ကိုချုံမြေလုံးတဲ့ရလည်းဖြစ်ပြီးတော့ဒီရလည်းကြောင့်တကမာလုံးက United အသင်ပိအသက်တွေကလည်းရွှေမြူးနေကြပြီဖြစ်ပါတယ်။ဒီရဒီမှာခန်းစစ်ကိုတပွဲတစ်မျိုးမယူအောင်အပြောင်းလဲလုပ်နေတဲ့ Emoring ကအခုပွဲမှာ Maguire ဒီလက် Luke Shaw တို့ကိုပွဲထွက်သုံးခဲ့ပြီးတော့ဒီအတွက်ဖက်ကပိုးပြီးတော့အလုပ်ဖြစ်သလိုပါပဲ။နောက်ပိုင်းနှစ်တွေမှာ Maguire က United ရဲ့သွေးကောင်းတစ်ဦးဖြစ်လာပြီးတော့သူ့ရဲ့ twin goal တွေနဲ့ United ကိုမကြာခဏဆိုသလိုကဲတင်ပေးနေတာကိုပိအသက်တွေကြားရပါလိမ့်မယ်။ညကပွဲစဉ်မှာဆိုရင်လေအဖိုးတန်ရွှေကူးကိုခေါင်းကြီးသွင်းယူခဲ့ပုံက ိတ်ကိုပါပညာသားပါလွန်ပြီးတည်ငြိမ်လွန်ခဲ့ပါရယ်အကူပွဲမတိုင်ခင်ကလေးကပြန်ပွဲဆောင်၃ပွဲဆက်ရှုံးနေပြီးတော့စိတ်တပိုင်းတည်ငြိမ်မှုပျောက်ဆုံးနေတဲ့လီဗာပူးကစားသမားတွေဟာအရန်ကောင်းလာပါတယ်ဆိုတဲ့အန်ဖီမြေပါရင်သူတို့ကိုယ်သူတို့ယုံကြည်မှုတွေပျောက်ဆုံးနေတာကိုသတိထားမိကြပါလိမ့်မယ်ပွဲစားလို့62စက္ကန့်အကြာမှာပဲဒီအရလိုထိုးပေးတာကနဲ့အန်ဘူဘိုကပိတ်သွင်းပြီးတော့လီဗာပူးပရိသတ်တွေကိုစောစောစီစီရှော့ဖြစ်အောင်လုပ်ပြခဲ့ပါရယ်အဖွင့်ကိုရရှိသွားပြီဆိုတာနဲ့ United အသင်းဟာစိတ်သက်သက်ကြွခဲ့ပြီးတော့ပထမတစ်ပိုင်းလုံးကိုကောင်းမွန်စွာကစားနိုင်ခဲ့ပါတယ် ယူနိုက်တက်အသင်းကစားသမားတွေဟာတောက်လျှောက်အတိုက်ခံခဲ့ရတဲ့ဆိုပေမဲ့အခွင့်အရေးတွေကိုတကြိမ်ဆိုရင်တကြိမ်ဆိုသလောက်အကျိုးရှိအောင်အသုံးချတိုင်ခဲ့တာကိုတွေ့ရပါတယ်။လီဗာပူးကစားသမားတွေကတော့ဒီလိုမဟုတ်ပါဘူး။ပထမအဖွဲ့ကောင်မှဆိုရင်လဲဖန်တိုင်းနဲ့ကူနာတီးတို့ရဲ့အမှားတွေကိုတွေ့ခဲ့ရပါတယ်။ကမ်ဘိုကအရေးပါတဲ့ခြေပါကိုသွင်းခဲ့ပေမဲ့အပိုင်ကန်ချက်နှစ်ကြိမ်ဂိုးတိုင်ထိခဲ့သလိုတေချာပေါက်ဂိုးရမယ့်ခေါင်းတိုက်ချက်ကလည်းမယုံနိုင်လောက်အောင်ဘေးထွက်ခဲ့ပြန်ပါတယ်။ United ရဲ့ကက်တင်ရှင်ကတော့ဂိုးသမားလေးလမ်းမှန်းပဲဖြစ်ပါတယ်။ ဒုတိယပိုင်းမှာအမိုရင်ကကက်စမဲရိုဒီယာလိုတို့ကိုစောစောဆစ်ဆီလူစားလဲခဲ့ပြီးတော့နှစ်ယောက်စလုံးကအဝါကက်တွေထိခဲ့တာကြောင့်အမိုရင်စိုးရိမ်စိမ်များသွားပုံရပါတယ်။ကက်စမဲရိုထွက်သွားချိန်မှာ United ကွင်းလေကတင်းကျပ်မှုပျောက်ဆုံးသွားတယ်လို့ကစားကွက်ပါပြတ်သွားပါတယ်။ဒုတိယပိုင်းအရောက်မှာတော့အတက်အကျများစွာကြုံတွေ့ခဲ့ရပြီးတော့လီဗာပူးအသင်းကခြေပါကိုကိုပြန်လည်သွေးယူတိုက်တဲ့အချိန်မှာတော့ပွဲရေးတန်ဖိုးကအမြင့်ဆုံးကိုရောက်ရှိသွားပါတော့တယ်။88မိနစ်မှာ ခီးရီစာချိုးပေးတာကလည်းကပိုကပြေးဝင်ပေးပြီးတော့ချီပါကိုသွင်းခဲ့ပြီးဒါရီနောက်ပိုင်းမှာလည်းလီဗာပူးတိုက်စစ်ကအခွင့်အရေးတွေရခဲ့ပေမဲ့အလွယ်လွယ်ချော်ချော်ဖြစ်နေတာကြောင့်ဂိုးထပ်မရခဲ့ပါဘူး United တို့ရဲ့အဖို့တန်အနိုင်ကိုကို84မိနစ်မှာ Bruno Fernandes ကန်တင်ပေးလိုက်တာကလည်း Maguire ကကောင်းတိုက်ပြီးတော့အသွင်ယူခဲ့ပါတယ် အခုနိုင်ပွဲကြောင့် United အသင်းဟာ dash နာမည်ကျော်နီးပြချင်း Van Hal လက်ထက်2016ခုနှစ်နောက်ပိုင်း Anfield မှာ Liverpool ကိုပထမဆုံးအကြိမ် Premier League နိုင်ပွဲရခဲ့ပြီးတော့ Amorim ကလည်း United နီးပြပေါ်ပါမှာပထမဆုံးအကြိမ် Premier League နှစ်ပွဲဆက်အနိုင်ရခဲ့ပါပြီ Liverpool ကတော့2014နောက်ပိုင်းပထမဆုံးအကြိမ်ပြိုင်ပွဲဆုံး၄ပွဲဆက်တိုက်ရှုံးနိုင်ခဲ့တယ်လို့2021နောက်ပိုင်း Premier League ၃ပွဲဆက်တိုက်ရှုံးနိုင်ခဲ့တာဖြစ်ပါလိမ့် Premier League အသင်းတွေ United ကိုအနိုင်ယူဖို့ဒီလောက်တောင်ခက်ခဲနေကြပြီလားခင်ဗျာအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်